Hello. အဲ့ welcome back ပေါ့နော်ဒီနေ့ဒါ driver reading လေးမလုပ်ပြရကြပြီအဲ့တော့ဒါလုပ်ပြရှင်စိပေါ့လို့ပေါ့နော်လုပ်ပြရှင်စိပေါ့လို့ energy လေးနဲ့ရလို့နော် collective reading အနေနဲ့ဒါ driver နော်အကြောင်းလေးကြည့်ပြမယ်ဆိုတော့ဒါ driver connection ဆိုတာတိတဲ့သူမှဝင်ကြည့်ပေါ့နော်ဒါမသိဘူးနော် driver connection ဆိုတာဘာမှမသိဘူးဒါပေမဲ့ကိုယ်အတွက် message ပါမယ်ထင်တယ် ဆိုရင်တော့ဒါလည်းဝင်ကြည့်လို့ရရပါတော့။အဲ့တော့ကက်တီကတော့အကုန် shuffle လုပ်ထားပြီးဒါလောလောလေး energy ရသလောက်အထိကက်တီကိုဆွဲဆွဲပြီးတော့ဟော့ပြီးသွားမယ်။ဆိုတော့ဒါเนาะ energy အငြိမ့်လေးနဲ့ဝင်ကြည့်เนาะထုံးစက်အတိုင်းလောလောလေးတော့ long reading နေဆိုရင်ပေါ့နော်။ဒါအမြဲတမ်းပဲဒါ message တွေပြောပြီးအဲ့တော့ဒီ twin flame reading မှာဆိုလဲနော် twin flame နဲ့ပတ်သက်တဲ့ special message တွေအများကြီးပြောသွားပြီးမှာဟုတ်ပြီနော်။ကြည့်အဲ့တော့ အရင်ဆုံးနော် tarot deck လေးနဲ့အရင်ဆုံးအဖြစ်ရှာကြည့်မယ်။ဘာစဖြစ်မလဲဘယ်တော့ပါဖြစ်မလဲဆိုတာထပ်ပေါ်တော့အဓိကအဓိကနော်ခဏလေးအောင်နည်းနည်းအဓိကကဒါအဖြစ်တစ်ခုရှာတွေ့သွားရတယ်။ကဲကြတဲ့အတိုင်းဟောမှာပဲကဲကြတဲ့နမိတ်အတိုင်းဟောပြီးမှပြောပြီးမှလာဗန်ဒါရီအင်နာဂျီရသလောက်ကိုကြည့်ပြီးမှနော်ဆွဲမှလည်းကန်နေရတာနော်အဖြစ်မရမချင်ဆွဲနေမှာ အသုံးကက်လေးကက်နာကက်โอเคရရတော့ဆက်ပြီးတော့ကြည့်ကဲအဲ့တော့နော် twin flame journey twin flame connection ဆိုတာမျိုးကတခြားသူတွေတွေ့ချိန်မှာတွေ့လို့ရနိုင်တဲ့ connection မျိုးเนาะလူတိုင်းမတွေ့နိုင်တဲ့အဲ့လို connection မျိုးပေါ့เนาะအဲပြီးတော့နောက်တစ်ခု လာမန်ဒရာပြောရှင်တာတချို့ဆိုတာလာမန်ဒရာရေးဆိုကွန်ဒီရှင်လာဆက်တယ် twin flame အရင်ဖြစ်ရှင်ဘာလို့လဲထပ်ပြောရင်ဘာလို့လဲ twin flame ကအရင်ပြင်ပြပါရရှင်ပြီးတော့ရိုးရိုးတမန်အတွဲလို connection မျိုးမဟုတ်ဘူး twin flame connection ဆိုတာ deep ပြီးတော့ဒါဒါဒီ spiritual ဘာလို့လုံနေရမလဲ spiritual awakening ရနေရမလဲအဲ့လိုအဲ့လိုရမှာပေါ့နော်ကိုကသူ့ကြောင့်နော်တခုခုပြောင်းလဲသွားမှာ dispatcher ဘိုင်းနဲ့တိသွားမှာအဝေးကနေတိတခုရသွားမှာအဲ့လိုကိုယ့်ရဲ့ twin flame မှာ နော်ကိုကဒါဒီဆိုးကောနေရှင်ရှိတဲ့သူတိုင်းတော့ကိုနဲ့တွေ့နေရမှာပဲဒါပေမဲ့အဲ့ဒီဆိုးကောနေရှင်ရှိတဲ့သူတွေတည်းကမှကိုရဲ့ twin flame ဆိုတော့သူများရဲ့ထပ်ပို့ပြီးတော့ထူရပါတယ်သူများရဲ့နဲ့ energy မတူပါဘူးသူများရဲ့နဲ့ journey မတူပါဘူးဆိုတော့ဒါကိုမှာ twin flame ရှိနေပြီလားကိုရဲ့ twin flame ကကိုရဲ့တကယ် twin flame true twin flame အစ်စ်မဟုတ်ရလားဆိုတော့ကိုကိုရန်ဒီ video ကိုကြည့်ပြီးပြန်သုံးသပ်ကြည့်ပါနော်ဆိုတော့ပြောချင်ပြောချင်တာပါဘောနော်မင်းကနော် ူနဲ့ပတ်သက်ပြီးတော့အဆွဲဆွဲလာနေစိတ်ရှိနေသေးတယ်။ဟောတေချာတစ်ခုကတော့ attachment ပေါ့နော်။အဲ့တော့ attachment တစ်ခုရှိနေသေးတယ်လို့ပြတယ်။ဒါ attachment တစ်ခုရှိနေသေးပဲ။အဲသူနဲ့ပတ်သက်ပြီးကိုကကိုကိုရိုင်းကလည်း action နဲ့ယူရှင်နေသေးပဲ။အဲ့တော့ဒါတစ်ခုပြောရှင်းတာကနော် twin flame တိုင်းပေါ့မှာမဟုတ်။နော်တချို့တတ်မှတ်ထားတဲ့ကံတွေကိုပြင်လို့မရဘူးပေါ့နော်အဲ့ဒါတွေကိုတိထားစီရှင်တယ် universe ကဘာလို့ကို့ twin flame နဲ့လာတွေ့စီတာလဲဆိုတာအဓိကသူ့ရဲ့ယူရဲကြောင့်ကိုကိုရံပြန်ရှာတွေ့ဖို့ spiritual journey group ဖြစ်ဖို့ universe ကဒါကြောင့်ကို့ရဲ့ twin flame ကိုပါတယ်ဝင်ခိုင်းတာနော်အဲ lottery နဲ့ at time ပဲ twin flame နဲ့တွေ့ပြီးတော့ကိုက healer ကြောင့်ဖြစ်လာအကောင်းနိုင်ဖြစ်လာဟုတ်တော့ပါ twin flame နဲ့ရတာမရတာသူ universe ရဲ့အပိုင်းပေါ့နော်ကိုကိုရံကို့လမ်းကြောင့်တစ်ခုပေါ်ရှာတွေ့ရမယ်ကို့ကိုကိုတိသွားမယ်ကို့အကြောင်းကိုကိုတိသွားမယ်နော်အဲ့ဟာဒါ twin flame နဲ့ တော့တွေ့ရတဲ့ blessing တစ်ခုပေါ့နော်သူများတခြား connection တွေနဲ့မတူတဲ့ twin flame ရဲ့ blessing တစ်ခုပေါ့သူကပဲကိုယ်နော် lesson နေလာပေးရသူကပဲကိုယ် lesson နေပေးရသူကပဲကိုယ်တင်ယူပေးတာနော်တခြားဘသူမှဘသူဘသူမှအဲ့လိုမလုပ်ပေးနိုင်ဘူးပေါ့နော်အဲဆိုတော့ဒါပြောချင်တာက twin flame connection တမားတိုင်းဒီဒါကံကောင်းလို့တွေ့ရတဲ့တွေ့ဆုံမှုမျိုးပါเนาะအဲဒါတင်စားပြောရတော့မဟုတ်တကယ်เนา ဒါ twin flame နဲ့တွေ့မှကိုကိုရဲ့ကိုရဲ့ lancer space ရဲ့ pack ကိုကိုကတွေ့သွားတာမျိုးပေါ့ဆိုတော့ဒါမင်းကတစ်ဖက်သူနဲ့ပတ်သက်ပြီး attachment ရှိနေသေးတယ်နော်ဒီ나ချင်းထားတဲ့တရားတွေကိုလက်ရှိနေသေးပဲနော်အတိတ်တစ်ခုကိုမလွှတ်ချနိုင်သေးဘူးလို့ပြရတယ်အတိတ်တစ်ခုကိုမလွှတ်ချနိုင်သေးဘူးသူနဲ့ပတ်သက်ပြီး나ချင်းနဲ့ attachment တွေရှိရယ်ဆွဲလန်းနေရယ်တချို့သူတွေဆို union ကို focus ထားပြီးတော့ healing နဲ့လောက်ကောင်းလုပ်နေလိမ့်မယ်အဲ့လိုမျိုးမလုပ်ပါနဲ့ ပြောဆိုလိုချင်တာကကိုအတွက်ကိုအဆင်ပြေဖို့ပဲရှင်းလင်းလုပ်ပါ။သူနဲ့ union ဖြစ်ဖို့ရှင်းလင်းလုပ်တာမျိုးကြီးမလုပ်ပါနဲ့။အဲအရင်ဆုံးပြောချင်တာအဓိကဒီ twelve ရဲ့ယူရချက်က university ရဲ့ယူရချက်ကကိုကိုရိုင်း dispatch ရဲ့မှာနော် group ဖြစ်ဖို့ကိုရဲ့လမ်းကြောင်းတစ်ခုတိုးတက်သွားဖို့သူနဲ့လာဆောင်ရတာမျိုးနော်အဲ့လိုပဲတွေးပြီးတော့လက်လွတ်ထားပါအဓိကဒါမဲ့သူနဲ့ပတ်သက်တဲ့ attachment တွေလုံးဝမလွတ်ချနိုင်သေးဘူးเนาะ ဒါ Sarana state ကိုသွားနေပြီဆိုပေမဲ့ fully Sarana state မရောက်သေးဘူးလို့ပြရတယ်။နောက်ဆိုတော့သူနဲ့ပတ်သက်ပြီးတော့နာကျင်ခဲ့ရတယ်။နော်ဒီနှလုံးသားနာကျင်ခဲ့ရတယ်အဲ့နာကျင်ခဲ့တဲ့အရာပေါ်မှာကိုကနော်ဒါအခုဒီကိုကိုရံယုံထပြီးတော့နော်ကုစားနေစေပဲရှင်လည်းလုံးနေစေပဲရှင်လည်းလုံးနေရလို့လည်းပြရတယ်ကိုကိုအဲ့ဒါတချို့ညီမလေးတွေဆိုလမ်းကြောင်းတစ်ခုပေါ်ရောက်နေပြီးသွားနေပြီးရှင်လည်းလည်းလုံးနေပြီးနော်ဒါပေမဲ့လိုအပ်တဲ့အဖြေနော်တိတိနဲ့အဖြေတော့ လိုချင်သလောက်ရှာမတွေ့သေးဘူးဆိုတဲ့ပုံစံမျိုးเนาะအဲ့လိုပုံစံမျိုးတွေ့ရင်ဆိုတော့မင်းတို့နေရာရဲ့ soul contract အရာသူက message ကိုပြန်ပတ်သက်လာအောင်ပါပဲအဲ့တော့အတိတ်ဘဝကဘာလို့အော်သူကကိုဘွားရောကွန်လိုက်ထွက်လိုက်လုပ်နေရလဲဆိုရင်အတိတ်ဘဝတစ်ခုကကိုနဲ့မပြီးဖြတ်သေးရဲ့အရာတစ်ခုအော်ဒီ life မှာလာပြီးတော့နော်ဒါဆက်ရအောင်လဲလာပြီးတော့ဒါတင်ယူပေးအောင်မယ်ဆိုရင်အနေထားတစ်ခုကြောင်းလို့ကိုစီကိုသူပြန်လာဖို့ရှိရဲ့ အခုထွက်သွားရဲဆိုလည်းပြန်ဆောင်ရမယ်ဒါပေမဲ့ပြန်ဆောင်ပြီးကောင်းသောယူနီယံလားဆိုလည်းမဟုတ်ဘူးဒါကိုတင်ပေးဖို့အတွက်ပဲယူနီယံအဲ့လိုပဲသတ်မှတ်ထားပါเนาะဘာလို့ပြန်လာမှာလဲဆိုကွန်ထရက်မပြည့်ပြည့်တည်းအတိတ်ဘဝမပြည့်ပြည့်တည်းအရာတစ်ခုကြောင့်เนาะကိုယ်စီပြန်လာလို့ရှိရအဓိကမင်း lesson တွေကိုမတင်ယူနိုင်သေးလို့เนาะအဲ့တော့နောက်ထပ်တစ်ခုပြောချင်တာ twin flame တိုင်းဒီ lesson တွေတင်ယူရပါတယ်အဲ့တော့ twin လက်ကုန်တဲ့အခု separation ကာလမှာ ိုကိုရဲလက်ဆင်တွေမသိယူနိုင်ကိုကိုရဲစပက်ဂျူကရုမဖြစ်ဘူးဆိုရင်ဟောဒီဘဝမှာလက်ဆင်သူနဲ့ပတ်သက်ပြီးမသိယူနိုင်ရင် now life ဒီအထီးပါသွားမှာတန်လျာရှိရဲဒီ connection ကအရင်ကြောက်ဟိုကောင်းတယ်အစွဲလမ်းလည်းအရင်ကြီးရဲတောင်းတဲ့ကြောင်မှာအရင်ဆွဲလမ်းမှုတွေရှိရဲနော်ပြီးတော့ကိုလိုချင်တဲ့တိုင်းမဖြစ်တဲ့ connection ကဒီ connection တခြား connection တွေဆို manifest လောက်တာမျိုး supplement နားထောင်တာမျိုးဆိုရင်အစဉ်ပြေကောင်းပြင်မယ်ဒါပေမဲ့ဒီ connection မှာအဲ့လိုလုံးလုံးမရပါဘူးအဓိကသူ့ရဲ့ဒီ connection ရဲ့ရွယ်ချက်ကကိုကိုရိုင်း ရှာဖွေတွေ့ဖို့ကိုယ့်ရဲ့အားနာချက်ကပါလဲကိုယ့်ရဲ့အားသာချက်ကပါလဲကိုကိုယ်ရယ်မတိတဲ့အကြောင်းအရာတွေရှိမှာအဲ့အကြောင်းအရာတွေကိုယ့်ရဲ့ twin flame နဲ့လာပြီးတော့ပြစီရအဓိကတော့ဒါရှုပြောရပါတော့ဒါလက်ဝိပွဲလက်ဝိကျိုးဝိုင်းနဲ့မှာကိုချစ်ရတယ်နဲ့ကိုပြန်တိုက်ခိုင်းတာပဲဆိုတာเนาะအဲ့လိုပုံစံမျိုးပဲ twin flame connection မျိုးอ่ะเนาะ universe ကအရင်ရက်ဆက်တယ်အဲ့ဆိုတော့ဒါခုနအကြောင်းပြောရမှာဆိုရင် तू ပြန်လာဖို့ရှိရယ်ဘာလို့လဲ အတိတ်ဘဝမပြည့်ပြတ်တဲ့မင်းတို့ယောက်ျားမှရှိတဲ့ project တစ်ခုကြောင့်အဲ့အရာကြောင့်သူမင်းစီကိုပြန်လာပြီးတော့နော်အပြီးမပြည့်ပြတ်တဲ့ lesson တစ်ခုသင်ပေးဖို့ရှိရဲဆိုတဲ့ပုံစံမျိုးပြနေရဲ့နော်အဲ့တော့တစ်ဖက် တချို့ပေါ့နော်ဒါ healing နေလဲလုံးနေတယ်တချို့ spiritual awakening လဲဖြစ်ကောင်းဖြစ်နေမှာဒါ twin flame ကြောင့် spiritual awakening ဖြစ်တယ်ဆိုရင်ဒါတေချာရဲ့အဲ့လိုကိုယ် twin flame အစ်စ်အမှန် true twin flame ပါပဲ ောအဲ့တော့ဒါမင်းကတော့အခုပေါ့နော်ဒါဒီပေါ့နော်ဒီ special နော်ဘိုင်းနေလုံနေရဆိုမတခါတလေကြောက်ပေါ့နော်ဒီ 3D အတွေ့နဲ့အမြဲတွေ့ဖြစ်မယ်။ဘာကြောင့်သူငါဘောင်မှာဒီလိုမျိုးလောက်ရတာလဲ။ဘာကြောင့်ငါတို့နှစ်ယောက်ကဒီလိုအမြဲလွဲနေရလဲ။ဘာကြောင့်ဘာကြောင့်ဆိုရဲ question တွေမိမှရှိတယ်။အမှန်တရားလို့ရှင်တယ်။အမှန်တရားလို့လိုက်ရှာနေအဖြေမတွေ့သေးဘူးလို့ပြရတယ်။အဖြေအတွေ့မှာဒီနှစ်ခုဆက်ဆက်ပြီးဒါကိုကိုရဲ့အဖြေသိချင်လေအဖြေတစ်ခုရလိမ့်မယ်။ အော်ဖြေတစ်ခုရလိမ့်မယ်အဲ့တော့နှစ်ယောက်ကြာမှာ past life ကအတိတ်ဘဝကမပြည့်ပြည့်သေးရဲ့เนาะ unresolved problem တစ်ခုကြောင့်သူကကိုယ့်စီကိုပြန်လာမယ်ပြန်လာပြီးတော့ကိုက grow up ဖြစ်သွားမယ်ဒီထက်ပိုပြီးဟောအဲ့တော့ twin flame နဲ့ဒါ separation ဖြစ်တာတွေဒီကိုယ်တော့ကောင်းမှုဖြစ်တာပါเนาะဒါ twin flame နဲ့ဝေးသွားလို့မမရဲ့ twin flame မှာအဆင့် ပေါင်းများစွာရှိတယ်။ဆဆချင်းစတွေ့မယ်။တောင်းတယောက်အရန်ဆွဲငင်ကြမယ်။တောင်းတယောက်အရန်ခန်းစားချက်တွေပြင်ထန်ကြမယ်။အဲပြီးတော့ runner နဲ့ခြေစားဖြစ်သွားမယ်။နော်။ divine feminine energy ကလိုက်ပြီးတော့ divine masculine energy ရှိရတဲ့သူကပြေးမယ် runner နဲ့ခြေစား state ပေါ့နော်။အဲ့ဒီအစင်းတစ်ခုပြီးသွားရင် surrender and let go state ပေါ့နော်။အော်မဟုတ်အဲ့ဒီတစ်ခုပြီးသွားရင်ခြေစား runner state ပြီးသွားရင် separation နဲ့ ဒီမပြည့်ပြတ်တည်းရဲ့လက်စကင်တင်ယူရမယ့်အချိန်ရှိတယ်ပြီးမှဆိုင်ရန်ဒါရဲ့လက်ကိုပြီးမှ union state ပေါ့နော်အဲ elite state တွေအများကြီးကျော်ဖြစ်ရတယ် laboratory ရဲ့အစင်ကတော့ဒါ let go and surrender fully surrender state ကိုရောက်နေပြီဒါ camper တလောက်ပဲပတ်သက်မယ်ဆိုရယ် code of thing တွေကိုအဲ့လိုပဲ surrender ချထားတယ်ဆိုတော့ surrender ချထားရတဲ့သူဒီ fully surrender ရတဲ့သူဒီအဓိက attachment တွေမရှိတော့เนาะဒီ union လည်းတအားကြီးเนาะ မမျော်လဲတော့ဘူး။ဟောယူနေရရင်ယူမယ်။အဆင်မပြေလဲဒါကိုကိုရန်တည်ွားမဲ့ lesson တွေရှိလဲဆက်တင်မယ်။နော်။အဓိကကိုရဲ့ twin flame ကြာ laboratory ရဲ့ twin flame ကြာ laboratory ကိုရာ healer healer တယောက်ဖြစ်လာတာ။အခုချိန်မှာတော့သူများရောအလင်းပေးနေတယ်။နော်။အဲ့တော့ရဲ့ live purpose ပေါ်မှာရှောင်နေတယ်။ပြန်ဆုံဖို့မဆုံဖို့ယူပါဖို့မယူပါဘူးကယူနေရဖို့မရဖို့ကဒါ။ဟော universe ရဲ့ကံပဲ။အဲ့တော့ဒီတအားကြီး push မလုပ်ချင်တော့ဒီ union ။ เนาะအဲ fully surrender state ကိုပြောတာတချို့ညီမလေးတွေအဲ essence ရောဒီထဲက divine feminine energy ညီမလေးရောက်အောင်ရောက်မယ် divine masculine energy တချို့ကပါတယ်ဒါမဲ့ ਨੇ နောက်တော့အခုဒီ video ကြည့်နေဆို divine feminine energy နောက်တချို့ heal မဖြစ်သေးရဲ့เนาะ divine feminine energy ရှိသလိုဒါ heal ဖြစ်ပြီးရဲ့ divine feminine energy ရှိရဲ့ဘာလို့လဲဒါ healing နေလုံးနေတယ်တော့ကိုကိုကိုယ်တိုင်းကိုနဲ့သက်ဆိုင်တဲ့ဘာသာရေးမှာကိုကိုယ်ရဲ့အလေးတစ်ခုနဲ့ ကိုကိုရိုင်ဒါမေကွန်းနေထုတ်ပြီးတော့အဖြေကိုကိုရိုင်မေကွန်းထုတ်ကိုကိုရိုင်အဖြေရဒါကိုကိုရိုင်ဟုတ်နေပါတော့အဲ့ဒီစိတ်အဲ့ဒီ state မှာအဲ့ဒီအဆက်မှာအဲ့တော့ဒါ radio ပြတ်ဆက်ရမယ်ဆိုရင်တော့ထွက်သွားရတော့ပြန်လာမယ်အဲ့တော့ separation ခဏဖြစ်နေရဆိုရင်ခဏပြန်ဆုံမယ်ဘာလို့လဲ lesson နေနော်တင်ယူရမယ့်အပိုင်းတွေထပ်ရှိနေသေးလို့လို့ပြရတယ်။ဟောဒါအဓိကဒါကြားရက်တည်းက first line နဲ့ဆက်ဆက်တဲ့ကတ်တွေကြီးပဲ။အဲ့တော့ကျွန်တော်ညရဲ့ကက်ဂျမာကအခုချိန်မှာဒါပြောရမယ်ဆိုဆိုး control ကအလုံးလုံးနေတယ်။ เนาะမင်းတို့နှစ်ယောက်ရဲ့ဒါဒါ zoo control ဆိုတာမျိုးလူဘွားကိုမလာသေးတဲ့အချိန်တော်တော်တစ်ခုမှာเนาะအဲကိုနဲ့ကို trophy နဲ့လောက်ရမယ့်လုပ်ငန်းစဉ်နေเนาะဖြတ်ကျော်ရမယ့်အပိုင်းတွေကို zoo control အနေနဲ့တတ်မှတ်ထားခဲ့တာရှိတယ်အဲဒီ zoo control တွေအတိုင်းကိုညက်ကတိချိန်မှာအသက်ဝင်နေเนาะဆိုတော့ဒါအတိတ်ဘဝကဒါမပြီးဖြတ်သေးတဲ့အရာကြောင့်သူကကိုယ်စီပြလာဖို့ရှိရဲ။မင်းကသူနဲ့ပတ်သက်တဲ့နာကျင်တဲ့ဇာတ်ရည်ကိုဒီချိန်မှာရှင်းလင်းလုပ်နေရဲ။သူနဲ့ပတ်သက်တဲ့ဆွဲလန်းခြင်းတွေရော attachment တွေကပြီးလက်ကိုမလုံနိုင်တဲ့ပုံစံမျိုးတော့ဖြစ်တယ်။ဟောအဲ့တော့တချို့တော်တော်များများ special healer special healing နဲ့လုပ်နေကြတယ်။ဟောကိုကိုတိုင်းကိုနဲ့တက်ဆိုင်တဲ့ mentoring စီမှာပေါ့နော်။ကိုကိုတိုင်းရှာတွေ့သွားပြီးကိုကိုတိုင်းအဖြေတွေယူနေရဲဆိုရဲ energy မျိုးလည်းရတယ်။ဟောအဲ့တော့ဒါဝင်းနေရင်တော့ခဏပြန်ဆောင်အောင်ပါ။နော်ဒါ separation ဖြစ်စာရေးပြန်ဆောင်အောင်မှာမလို့လေမပြည့်ပြတ်တဲ့အရာတွေကြောင့်ပြန်ဆောင်ရဖို့ရှိရလို့ပြရတယ်။ဒါပေမဲ့ဒါ fully reunion တော့မဟုတ်သေးဘူး။ နော်ဒီအဲမှာတော့ reunion ပြောရမလဲပါညာမပြောဘူးနော်ဒါဒီဒီအချိန်မှာ soul contract ကအလုံးလုံးနေရဲ့အဲအဲ့အတွက်ကြောင့်နော် soul contract ကအလုံးလုံးနေရဲ့အတွက်ကြောင့်မင်းတို့ဒီ soul contract အတိုင်းသွားရလိမ့်မယ်အဲ့တော့ engine number ရေးမြင်လိုက်မယ်14လောက်24လောက်1069အဲ့ခဏနေရဒါ soul contract အလုံးလုံးနေရဆိုရပုံစံမျိုးဒါကိုမြင်အောင်ပြရဲ engine number တွေတော့ engine number တွေပေါ့နော်အဲ့တော့အဲ့အရာလေးကိုသတိထားပြီးကြည့်ဟုတ်ပြီအဲ့တော့ နောက်ထပ်ပါဒီကန်နဲ့ပဲနောက်ဒီကန်လေးဆက်ကြည့်အောင်နော်ကဲတော့စားရကန်လေးအရင်ဆုံးဆွဲအောင် give it time နော်ဒါလောလောလေးပဲနော်တိမှာအချိန်ပေးလိုက်နော်ကိုပစ်ချင်တဲ့အရာရဖြစ်လာမှာနော်အချိန်တစ်ခုကိုဆက်ရှိရှိနဲ့စောင့်ပါနော်တချို့ကျတော့အချိန်ကိုမစောင့်နိုင်ဘူးအဲ့တော့ laboratory ကအချိန်နဲ့ကိုပိုင်တဲ့အရာလည်းမဟုတ်ကိုတက်မှတ်ထားတဲ့အရာအရာလည်းမဟုတ်ဘူးသူကသူအကြောင်းလည်းသူဖြစ်နေတဲ့အရာတွေ အဲ့ကိုကိုရယ်ကွန်ထရိုးလုပ်လို့မရတဲ့အရာတွေမှာနော်ကိုကတအားကြီးတော့မျောမလင်းမျောမမျောလင်းနေပေါ့နော်သူကိုယ်ရယ်သူအရာနဲ့သူဖြစ်လာပါလိမ့်မယ်အဲ့တော့အချိန်ပေးလိုက်ပါတယ်နော်အချိန်ကိုအေးစင်းစင်းနဲ့စောင့်ပါလို့ပြောချင်တယ်နော်ဒီချိန်မှာကိုက alignment ဖြစ်ဖို့ပဲနော် higher frequency ထဲမှာဖြစ်ဖို့ပဲအဓိက union ရရှင်တဲ့ညီမလေးကြီးရှိရစွန်ကို higher vibration မှာရှိနေဖို့လိုတယ် higher frequency မှာရှိနေဖို့လိုတယ်ဟုတ်ရဲ့အဲ့တော့မမရဲ့ higher frequency မှာဘယ်လိုရှိအောင်လုပ်ရမလဲ ကိုကိုချစ်ပါ self အတိကပဲ higher vibration ရရောက်ဖို့อ่ะเนาะ live verbos ပေါ်ရှာပါမယ်ကိုကိုတိုင်းကိုကိုကိုချစ်ရမယ်เนาะကိုရဲ့ dark side ရောကိုရဲ့ light side ကိုကိုရဲ့အတွင်းနဲ့အရာအကုန်လုံးတရားတွေအကုန်လုံးကုစားနိုင်ရမယ်ကိုရဲ့အတွင်းနဲ့ကိုเนาะကိုမတိရတဲ့အရာတွေကိုကိုတိုင်းကုစားနိုင်ရမယ်ကိုကိုတိုင်းဒါ cleansing လုပ်ပြီးကိုရဲ့တရားတွေလည်းမရှိတော့ဘူးကိုကလည်းကိုကိုချစ်နေပြီဆိုရင်ဒါ higher vibration နဲ့ရောက်သွားလိမ့်မယ် ်เนาะဒါလာလာရ higher vibration နဲ့ရောက်မြောက်ကုကူရယ်မသိဘူးပေါ့เนาะအဲဒါမဲ့ဒါလာဗရာရဲ့အတွေ့အကြုံပေါ်မှာမူတည်ပြီး higher vibration နဲ့ရောက်ရင်ဘယ်လိုဆိုင်းတွေပြလဲဆိုတာလာဗရာ Telegram group ထဲမှာရေးပေးထားရှိတဲ့တစ်ချက်တော့ဖတ်ကြည့်ပေါ့နော်ကိုအဲ့လိုမျိုးဖြစ်နေလားဆိုတာ။ဟောဒီမှာတော့နော်နော်အချိန်ပေးလိုက်ပါတဲ့။ဟောဒီမှာလက် let go ပဲ။နော်ဆိုတော့ let go လို့ပါ။တချို့တွေဒါဒီ target တွေမှာလည်းပါတချို့ ညီမလေးတွေတပိုင်း family နဲ့ညီမလေးတွေပေါ့နော်လက်ကိုမလုံနိုင်ကြတဲ့အပြည့်အဝလက်ကိုမလုံနိုင်တဲ့ဘာသာကတော့လက်ကိုလက်ကိုဒါပေမဲ့တကယ်တမ်း universe ကဆောင်ဝဲစစ်တဲ့အခါကျတော့ခဏခဏကြာတယ်အဲတကယ်လက်ကိုမလုံနိုင်သေးဘူးဆိုတော့ပြရဲနော်ကိုကအဲ့အရာကိုလိုချင်လေ junior ရောက်ဖို့စူးစမ်းလေနော်ရောက်ဖို့စူးစမ်းအထောက်လေရောက်ဖို့ဝေးလေပဲနော်ဒီ junior junior ကိုပဲ focus ထားပြီးသွားရင် လွဲတတ်တယ် တော့ union focus မထားရဘူးလားဆိုလည်းမဟုတ်ဘူး focus ထားလို့ရတယ်ဒါပေမဲ့အစွဲတိုင်းနဲ့ union focus မထားနဲ့အဲ့တော့ lavender အဲ့လိုမျိုးပေါ့ရရင်မမြတ်မျိုးအဓိကကိုလမ်းကြောင်းပေါ့ကိုဆက်လျှောက်နေဖို့အဲဒါကြီးဘာကြောင့်နားလဲဆိုတော့ဒါ lavender ရဲ့ dropping connection အပြည့်အဝနားလဲသွားလို့အရင်တော့တော့မသိဘူး dropping connection ဆိုတာတစ်ချိန်တော့ပြန်ဆောင်းမှာပဲရမှာပဲလို့ထင်နေရစူးစမ်းရရဲဆိုစူးစမ်းရရဲမှန်တယ်တခြား connection နဲ့မတူဘူးစူးစမ်းရရဲမှန်တယ်အဲ့ဒါပဲမဲ့ အဲ့စူးစမ်းအထောက်ဖို့အချိန်တကူကတော်တော်လေးသူများရင်လည်းမတူစူးစမ်းအထောက်ရတယ်။လက်လွတ်တက်ရတယ်ကိုကိုချက်ချက်စိတ်ရှိရမယ်။နော်ကို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 ရတန်းတန်းရတယ်ကိုကိုရကူစားနိုင်ရမယ်။နော်အဲ့လိုအအများကြီးဟိုလှုပ်ရှားလှုပ်ရှားနိုင်မှဒီ fully surrender state ကိုရအောင် junior 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 ဆိုပြီးတော့ focus ထားပြီးတော့ healing နဲ့လုပ်နေမှအောင်မြင်နိုင်ဘူး။နော် junior focus ထားပြီး healing လုပ်လေကိုရဲ့ တော့ကိုယ်စိတ်ထဲမှာကိုယ့်ရဲ့ inner self ကဘာပြောနေလဲကိုတကယ်အမှန်တကယ်လို့ရှင်တာဘာလဲကိုယ့်အကြောင်းတွေဘာလဲကိုမသိတော့ union မှာ focus ထားနေလို့ universe ကအဲ့ဒီ logic ကိုသူမကြိုက်သူဒါကြောင့် twin flame နဲ့ပြီးတွေ့ထားမျိုးမဟုတ်ဘူးကို့အကြောင်းကိုကိုသိစေချင်လို့เนาะကိုကိုယ်တိုင်ဘာလဲဘယ်သူလဲဆိုတာရှာတွေ့အောင်လို့ twin flame နဲ့လာတွေ့ထားတာ twin flame နဲ့ fight ခိုင်းတာအကျိုးပိုင်းတစ်ခုထဲမှာတော့ရံဖြစ်ခိုင်းတာ separation နဲ့ဖြစ်အားတပ်ပါတီကိုဝင်အလိုလဲခင်ရအများကြီး ခက်ခဲကြော်လွားပြီးမှတော့ဒါကိုကိုရိုင်းရှာမတွေ့နိုင်သေးဘူးဆိုရင်တော့မဟုတ်သေးဘူးလားကိုသွားနေလမ်းကြောင်းမှနေတယ်။နော်အဲ့တော့ဒီ twin flame connection ရဲ့အစစ်အမှန်ရွေချက်ကိုလည်းသိရမယ်။နော်ကိုကိုရိုင်ကလည်းနော်အစွဲလမ်းစိတ်ကြီးမရှိအောင်ကဲထားတော့ဟုတ်အသာပြောစီဟာရမြန်းများကားလို့နော်အဲ့တော့ let go လုပ်ရမယ်။နော် let go လုပ်နိုင်သလားလုပ်ပါ။အဲ့ရပုံမှာ focus လုပ်ပြောသွားလေကိုက let go မလုပ်နိုင်လေပဲ။ junior let go လုပ်ပါ junior let go လုပ်ရင် အဆင်ပြေပါလိမ့်မယ်အဲ့သူကိုယ့်စီကိုပြန်လာမလာလားသူ့အပိုင်းလက်ကိုလုံးလိုက်ကံပိုင်းပါသလားချစ်ဆက်သွားလိမ့်မယ်နော်ဟုတ်ပြီနော် somewhere else okay အဲ့နောက်ကြမှာတပ်ပါဒီအနောက်ရက်ရှိနေရယ်အနှုတ်နှစ်ယောက်ရဲ့ချစ်ချင်းကိုခြားသူအဝင်နောက်ရက်နေလို့ဆိုပုံစံမျိုးအဲ့တော့တပ်ပါတီကတော့ဂျုံကိုဂျုံရမယ်မဖြစ်မနေဒီဒေါဖလိတ်ကမှဂျုံကိုဂျုံရမယ်အရာတစ်ခုပါ။နော်တပ်ပါတီကြောင့်ဝေးသွားရမျိုးဖြစ်နိုင်မယ်။အဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့သူတွေက separation ဖြစ်တဲ့သူတွေများမယ်ပေါ့နော်။အဲ့တော့ တပ်ပါတီကြောင့် subscription ဖြစ်နေတဲ့သူတွေပါမှာပါเนาะအဲ့တော့မပူပါနဲ့ကိုလို့ဆရာရှိရပဲဆက်လုပ်ပါ universe ကကိုကိုတိုင်း higher frequency ရဲ့မှာရောက်နေတဲ့ရွေးကိုအတွက် higher ဘယ်လိုပြောရမလဲဒါကိုရဲ့ higher frequency ရဲ့ရောက်နေကိုကိုကိုစီကိုလည်း higher frequency ရဲ့လူတွေရောက်လာပါဆိုတော့ဒါ lavender ရောဘယ်လောက်အချိန်နောက်ကျသွားလဲဆိုရင် lavender ရဲ့ higher frequency ရဲ့ရောက်နေဒါပေမဲ့ကိုရဲ့ twin က higher frequency ရဲ့မရောက်သေးဘူးအဲ့တော့ ညောက်ကအလိုက်မဖြစ်မနေတော့သူကကိုယ့်စီကိုလာဖို့ခက်ခဲပေါ့နော်အဲ့လွန်မြောက်ရဲ့အလင်းထဲမှာကိုယ့်ရဲ့တွဲအမောင်ထဲမှာနော်အဲ့လိုဆိုညောက်ပြန်ယူနေရအောင်တော်တော်ခက်တယ်အဲ့တော့တော့ဘလို့လောရမလဲမမရဲ့သူကိုယ်ရဲ့အလင်းထဲရအောင်ဘလို့မသွားလို့ဘူးလို့မြောက်သူ့ရဲ့ခမ်းမဲ့ lesson နဲ့သူကိုယ်ရဲ့အလင်းထဲရောက်လာလိမ့်မယ်ကိုကအဲ့အလင်းထဲကနေရက်ဆောင်နေရုံပဲကိုကိုယ်ရဲ့အလင်းကိုအလင်းထဲကနေထွက်ပြီးအမောင်ထဲတော့ပြီးတော့ကူးဆရာမလို့ကိုသူကကိုယ့်စီကိုအလင်းထဲကိုကူးအောင်လို့ပေါ့နော်ကိုကိုယ်က higher frequency higher vibration နဲ့မှရှိအောင်နေရမယ် ဆိုတော့ဒီချိန်မှာ separation နေဖြစ်တဲ့အဲကိုရိုနောက်ကြားရမှာဂျာလူအနောက်ရက်တွေဝင်နေဆိုတာကဒါကိုအတွက်အရရအလုံးကောင်းမှုဖြစ်လာတာအဲ့ဒီအချိန်မှာကိုကစူးစမ်းအထောက်ပြီးတော့ကိုကိုရဲ့ကိုကိုကိုရှာဖွေတွေ့ရှိမယ်ဆိုရင်ကိုရဲ့ higher higher self ကကိုရဲ့ inner self ကကိုရဲ့အထဲထဲမှာဘလို့အတန်တွေကြားနေရဘလို့ပြောနေလဲဆိုတာတေချာကိုကိုရင်တိပြီးတော့နော်ဒီ twin flame journey ကိုဆက်လျှောက်ပါအော်ဒီအကွာဝေးကအဲ့ကြဘာမှမဟုတ်တော့ အမြဲနီးနေ fight the union ရပြီဆိုရင်ဒီ separation ဖြစ်တာဘာမှဟုတ်တော့အဲ့တော့ဆိုတော့ပြောချင်တာဒီချိန်မှာဝေးကွာနေချင်းကြီးကိုယ်အတွက်ကောင်းမှုအတွက်ပဲဖြစ်လာတာပါအဲ့တော့ဝေးကွာခြင်းကိုအသုံးချပြီးကိုကိုယ်တိုင် healing လုပ်ပါကိုကိုယ်တိုင်ရှာဖွေပါလို့လောက်တော့ပြောချင်တယ် no not the right time okay အဲ့တော့ဒါမှပြောဒီမှာတော့ ်ကိုယ်အတွက်ယူနေရ right time တခုမရောက်သေးဘူးပေါ့နော်ကိုလိုချင်တဲ့အရာတခု right time တခုမရောက်သေးဘူးနှစ်ယောက်က separation ပဲဖြစ်နေမယ်အဲ့တော့ right time တခုရအောင်ဆက်ဆောင်ပါ right time မရောက်ခင်မှာကိုကိုရာ healing နဲ့လုပ်နေပါကိုကိုရာပြေရှားဖွေးဖို့ကြိုးစားပါ higher frequency တွေကိုရောက်ဖို့တွားပါเนาะအဓိကကအစိုးရရဲ့အမြတ်အစိုးရရဲ့အကောင့်ကိုလောရမှာဒီအစိုးရဖြစ်လာတဲ့ဆိုကနေကကိုကိုရာဒီအစိုးရပေါ်မှာ lesson ယူပြီးတော့အမြတ်ထောက်ရမှာเนาะ ဲ့တော့အချိန်ကောင်းတစ်ခုတော့မဟုတ်သေးဘူးအချိန်ကောင်းတစ်ခုရဖို့စောင့်အောင်မယ်လို့ပြရတယ်အဲ့တော့ရှင်း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 လေးနဲ့လက်ကိုသာလုံးပြီးပြောဆောင်ပါနော် mystery okay mystery now present transformation okay အဲ့တော့ oh press ဆိုတော့ဘောနော်ဒီမှာဒီကက်လေးကြားထားတဲ့အတိုင်းပဲ ကိုယ်ပွားရမှာဒီစမ်းကြယ်မှုတွေရောမကြခဏကြုံနေမှာစမ်းကြယ်မှုတွေတိုက်ဆိုင်မှုတွေဒီ drop frame နဲ့ပတ်သက်တဲ့စမ်းကြယ်မှုတိုက်ဆိုင်မှုတွေရောကိုယ်ပွားရမှာကြုံနေမှာပြီးတော့ဒါကိုယ့်ကိုဒီ angel message တွေကခဏရင်ပြီးနေမှာ new fee ပေါ်တက်လာရင်ကိုယ့်အတွက်တည်တည်နဲ့ message တစ်ခုကိုရလိုက်ရတာမျိုးဟောဒီနိုင်ကိုကြည့်နေလေအပုကနန်းနေပဲမြင်နေရမျိုးတော့ကို့အတွက် message တစ်ခုအသေးချာပေါက်ပေးနေမှာအဲ့အတွက်ကို့ မာကိုရဲ့ဘဝမှာစမ်းကြကြကိစ္စတွေဖြစ်နေမယ်လို့ပြောတာအဲ့တော့ angel message တွေကိုကိုယ်သတိထားပြီးတော့ကြည်ပါအဲ့တော့ဒါမင်းကအပြောင်းအလဲတစ်ခုကိုကြုံရမယ် transformation ကာလတစ်ခု transformation ပြီးတော့တစ်ခုမှာမင်းရောက်နေတာဆိုတော့ဒါမင်းပြောင်းဖို့ပြောင်းလဲရမှာမပြောင်းတော့ကိုယ်တော်ဖိတ်ကော်နက်ရှင်မှာတည်နေပြီးတော့ဘာဟီးလင်းမှမလုပ်ပဲကိုယ့်ကိုပြန်ရှာမတွေ့ဘူးဆိုရင်တော့အကျိုးရှိဘူးเนาะဆိုတော့ဒီမှာဒီကက်လေးရဲ့ဒါအတိတ်ပဲอ่ะ အတိတ်တွေကိုလွှတ်ချပါလက်ရှိပြစ်ဆုံးပုံမှာပဲနေထိုင်ပါနောက်ပြစ်ဆုံးပုံမှာအတိတ်တွေကိုလွှတ်ချပြီးတော့ပြစ်ဆုံးပုံမှာပဲနေထိုင်မှာကိုယ့်အတွက်ကောင်းလာရင်ရောက်လာမယ်ဆိုတဲ့ပုံစံမျိုးပါနော်ကိုယ့်အတွက်ကောင်းလာရင်ဖြစ်တည်လာမယ်ဆိုတဲ့ပုံစံမျိုး transformation ဆိုတာအခုအပြောင်းကာလာပေါ့နော်အပြောင်းလဲကာလာ okay independent အဲ့တော့မကြတော့မယ့်အချိန်တစ်ခုအတွက်အတော်အတွက်မှာမင်းအနေနဲ့နော်မင်းအနေနဲ့ ကိုကိုယ်တိုင်အမိခိုခင်ခင်နဲ့ရက်တည်နေရက်တည်လာနိုင်မယ်။နော်ကိုရဘွားအရာလုံးပြောင်းလဲသွားမယ်။နော်ခုချိန်ကနေတဖြည်းဖြည်းပြောင်းလဲနေပြီ။နော်ဒါငွေကြေးပိုင်းရောဒါအချိရမှာအချိရမှာအရင်တော့ညီမညီမလေးရောပါဘောနော်။တခြားသူတွေအပေါ်မှာအရင်မိခိုရဲတွေ့ကက်ခဲ့တယ်ဆိုရင်ဒါဒီချိန်မှာနောက်လာမယ့်အချိန်တွေမှာကိုကမတွေ့ကက်တော့ဘူးကိုကိုယ်တိုင်မျိုးကိုအာရုံစိုက်တော့စိုက်လာနိုင်တော့မယ်နော်။ကိုကိုယ်ပဲချက်လာတော့မယ်။အဲ့ဒါကျန်စောင်းဖြစ်သွားမယ်။အဲ့တော့ ်ညီမလေးကြီးလည်းလာဝင်သွားလို့အမြဲဖြစ်စေချင်တယ်လာဝင်သွားရေးဆိုဒီချိန်မှာကိုယ့်စီကိုဘယ်သူပဲဝင်လာတာဘယ်သူပဲထွက်သွားဖြစ်သွားဘယ်မှဆိုင်တော့အရာရာအလုံးဖြစ်ပြီးတော့ဖြတ်နေတဲ့လောကကြီးနော်ပြီးတော့မမြဲတဲ့လောကကြီးမှာကိုကမမြဲတဲ့အရာကိုလိုက်ပြီးတော့တွက်ကက်နေကိုရဲ့ပြင်မှန်ပါတယ်ကိုရဲ့ energy ကိုမရှားသူကြောင့်မကြအောင်မိပါကိုကိုပဲချက်ပါကိုကိုရက်တီပါဘသူပုံမှာအမကိုနဲ့ ိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာဘသူအပေါ်မှာအမကူနဲ့ကိုကိုရိုင်ကိုချောက်ပေါ်မှာယက်တည်နေအောင်လုပ်ပါအဲ့တော့မင်းလဲအဲ့လိုယက်တည်နိုင်ပါမယ်ကိုကိုဟော independent ဆိုရင်ကတ်ပြအဲ့သဘောပြပြဟိုးအဲ့ awareness နော်ဆိုတော့မင်းသားအဲ့လိုပေါ့နော်အပြောင်းအလဲလေးတွေလက်ခံပြီးနော်ဒီကိုကိုရိုင်ကိုချောက်ပေါ်ကိုယက်တည်နိုင်သွားပြီးတော့ select focus နဲ့နေနိုင်သွားမယ်ဟာယာ frequency ထဲမှာရှိသွားမယ်ဆိုရင် မင်းနဲ့ mentor ဖန်ရလဲယူနီယံရမယ်အဲ့တော့ wellness ဆိုရဲအတိတ်ပဲအယူနီယံနော်ပေါင်းစည်းခြင်းဆိုရဲအတိတ်ပဲတခုတည်းဆိုရဲအတိတ်ပဲအဲ့ traveling တွေကလည်းတခုတည်းပဲရှိတာ source ကတခုတည်းပဲအဲ့ဝိညာဉ်နှစ်ခုကနေ꿰ထွက်လာတဲ့ source ပေါ့နော် source နှစ်ခုအဲ့တော့ဒီ connection ကိုမယုံတဲ့သူရှိရယုံတဲ့သူရှိရတချို့ကြတယ် traveling connection ကဘာမှမဟုတ်ပါဘူးအတော့အဲ့ဒါတကယ်တော့ flame နဲ့မခံစားရတဲ့သူတွေ flame connection ဆိုတာမကြုံဘူးတဲ့သူတွေကပြိမ့်တာ 12 connection နဲ့ကြုံမှုတဲ့သူကဘယ်ဟာအစ်စ်အမှန်ဘယ်ဟာအမှားလဲဆိုတော့သူတို့ကိုယ်တိုင်ကြည့်တယ်။အမှန်တော့ကိုယ်တိုင်လည်းကြည့်တယ်။အရင်တော့တရားမဖြစ်နိုင်ပါဘူးဆိုတော့ပဲဒါနောက်တော့ထင်ထားဒါပေမဲ့တကယ်ကိုယ်ကိုယ်တိုင်ကြုံလာရတဲ့အခါကျတော့ကိုယ်ကိုယ်တိုင်ဘယ်လိုမှညှဉ်းဆန်လို့မရဘူး။အဲ့ဝမ်းနဲ့ဆိုရလဲကြည့်သွားရဲ။နော်တခုတယ်ပေါ့နော်။စိတ်ကတခုတယ်တကယ်တစိတ်တည်းပဲရှိတာ။နော်။ဆိုတော့အဲ့ဘာလို့ဒီနှစ်ယောက်နှစ်ယောက်ကြာမှာ ego ရဲ့ attachment တွေများနေရလဲဆိုရင်ဒါ 3D လောကရဲ့ အငွေအတက်ကြောင့်သူတီလောကကြောင့်မှကိုရောပြက်ကွဲသွားတာပေါ့နော်ဆိုတော့နှစ်ယောက်က soul level လက်အထိပေါ့နော်ဒါရှိကြောင်းတဲ့ကြောင်းတွေ့ခိုင်းနေတာနော်အဲတတဖိတ်ကောင်းရရှင်ခံစားပြီးကြုံဖို့မှပဲတိမယ် soul level လက်ဆိုတာဘာပြောရလဲဆိုရင်သူ့ရဲ့ခန္ဓာကိုယ်နော်သူ့ရဲ့ရုပ်ချောတာငွေကြီးဥစ္စာချမ်းသာတာအဲ့ဒါတခုမှမဟုတ်သူ့ရဲ့ဖြစ်တည်ထားတဲ့ဒီ source ကိုချစ်နေရမျိုးဆိုလိုချင်တာက तू อ่ะเนาะ ဒီဘဝပေါင်းဘဝပေါင်းများစွာမှာဘလို့ခန္ဓာကိုယ်တွေပဲပြောင်းပြောင်းအဲ့ဒီဆိုးပဲချက်နေတဲ့ပုံစံမျိုးအဲ့ twin flame နေပါအရန်ဆွဲငါဆွဲဆောင်မှုရှိရတယောက်နဲ့တယောက်နဲ့အရန်ဆွဲနေနေမဲရပြရအဲ့ twin flame နေပါကိုကိုရင်ကိုကြုံမှ twin flame ကိုလည်းရှင်သိရပါအဲ့တော့ဒါဒီနားထောင်ဘလို့တော်တော်ရလို့နားထောင်နေတဲ့သူရှင်တော့မှာဒါ တော့ဖလိန်ကောင်ရရှင်ကိုမဖလိန်မိဘူးပေါ့နော်။ဘာလို့လဲဆိုတော့ဒီပလိန်ကောင်ကြာသွားပြီးကိုကိုတိုင်းကြုံအောင်မှခွစ်ဟိုဟာနော်ခွစ်ဖြစ်နေတယ်။အဲ့လိုပဲပြောပါမယ်နော်။အဲ့လိုဆိုရင်ဒီကောင်လည်းအဲ့တိုင်းပဲမယုံ။အခုလည်း line ပေါ်မှာတခြားတချို့ဆိုပေါ့နော်။ချို့ဒီ dual flame line ကြောင့် line နဲ့ tower radar ရဲ့ပလိန်ကောင်ရှိရဲ့ပလိန်မှာနေအမှန်နေလုံးနေရပါသူတို့ကအလင်းတွေကလူပါနော်ကိုကိုတိုင်းမကြုံရတိုင်းသူတို့နဲ့ကိုယ်နဲ့ frequency မတူတိုင်းလိုက်ပြီးတော့မပလိမ့်ပါနဲ့လို့ပြောချင်တာဒါကကြုံလို့ပါ เนาะဆိုတော့ data traffic connection ဆိုတာတကယ်ရှိရယ်တကယ်လက်စားကျမှုတွေကြုံရတယ်ဒါပေမဲ့ဒီ connection ဒီပေါင်းဖက်ရမယ့် connection ဟုတ်ချင်မှာဟုတ်မယ်ပေါင်းဖက်ရဖို့အတွက်စူးစမ်းလို့ရကောင်းရနိုင် connection ဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့အဓိကသူ့ရဲ့ဒီ traffic connection ရဲ့ရည်ရွယ်ချက်ကကိုကိုရကိုကိုရှာတွေ့ဖို့เนาะဒါအများစု drifting အများစု so contractor မှာအဲ့ဒါ အဓိကပါတယ်ကိုကိုရယ်ကိုကိုရှာတွေးဖို့ကိုအကြောင်းကိုကိုသိဖို့ကိုရဲ့ dispatcher pet เนาะ special line ကြောင့်တစ်ခုဒီထက်ပို့ပြီးတော့တိုးတက်သွားအောင်လို့ twin face ညာလာဆောင်တွေ့ရမျိုးဟုတ်ပြီအဲ့တော့နောက်ဆုံးအနေနဲ့အော်ဒီ message တွေဖတ်ပြမယ်ဒါလေးတော့ share ဖတ်လို့ရတယ်ပေါ့နော် remember that it's okay to be happy happy really is okay အဲ့တော့ဒါနောက်ဆုံးပေါ့နောက်ဆုံးပေါ့နော် ဒါဒါသူပြောရှင်းတာဒါတတိယပါကိုယ့်ရဲ့ပြောရှင်မှာကိုယ့်စီမှာပဲရှိရတယ်။တော့ပြောပြောစရာရှိရင်ကိုယ်ကပြောချလို့ရဒီစိတ်ကြီးနဲ့ကိုကဒီလက်မလို့နိုင်တဲ့စိတ်ကြီးနဲ့ပေါ့နော်ရှေ့ဆက်မသွားချင်တဲ့စိတ်ကြီးနဲ့အဲ့လိုကိုယ့်ကိုချုပ်တီးမထားပါနဲ့။နော်ကိုယ့်ရဲ့ပြောရှင်မှာကိုယ့်စီမှာပဲရှိရယ်ကိုကိုယ်ရဲ့ပြောရှင်မှာကိုယ့်မှာပဲကိုယ်တောင်းရင်ရှိရယ်ပြောစရာရှိရင်ပြောချလိုက်ပါကိုယ့်ကိုထိတ်ထုတ်မထားပါနဲ့။အော်အဲ့ဒါပြောရှင်တာ။ ဲဟုတ်ပြီဒီ message ရတဲ့သူတွေကရောရမှာပေါ့နော်ဆိုတော့ဒီနေ့ twin fan union တွေကတလောက်ပဲဆိုတော့ဒီနှစ်ယောက်ကြာမှာ union ရဲ့ right time တော့မရောက်သေးဘူးဒါပေမဲ့ပြန်လာဖို့ရှိတယ်ကို lesson တွေလာတင်ပြဖို့ရှိတယ်တချို့ဒီထက်တပိုင်း feminine energy heal ဖြစ်သွားမယ်ကိုကိုရိုက် ကိုကိုရှာတွေ့သွားမယ် self love self focus အပိုပြီးတော့ကောင်းသွားမယ်တချို့ TV တွေကကြည့်တဲ့သူထမ်းပါဆန်လောက်က higher frequency ရဲ့တချို့ရောက်သွားမှာတချို့ကတော့ဒီ attachment တွေကမှပိတ်မိနေစင်လို့လောလောဆယ်တာနေနေเนาะ ဟုတ်ပြီအဲ့တော့ဒီအခုချိန်ကကိုယ့်အတွက်เนาะဒါ lesson နဲ့တင်ယူရတဲ့ကာလတစ်ခုတစ်ဖက်သုံးဖက်မှာလည်းကာမဲဝင်ကြွေးဆက်နေရတဲ့ကာလတစ်ခုเนาะဆိုတော့လိုချင်တဲ့ junior ရောရချင်မှရမယ်ဒါပေမဲ့သူ့ချိန်နဲ့သူအကုန်လုံးဖြစ်လာပါလိမ့်မယ်ဟုတ်ပြီเนาะအဲ့တော့အတိတ်ဘဝနဲ့ပတ်သက်ပြီးဒီထက်ပိုပြီး DJ တိချင်တဲ့ twin flame packet ကိုဒါလာပြီးတော့ဆုံးဆက်လို့ရတယ်လာပြီးတော့ booking တင်လို့ရတယ်ကြည့်ဟုတ်ပြီเนาะအဲ့တော့ဒါ message တစ်ခုခုရတော့ရတယ်ဒါပေမဲ့ဒါယူမန့်ခဲ့ပြပါအောင်เนาะ Mạnh đình phát đời nó Ok rồi bye bye